မင်္ဂလာပါခင်ဗျရှကုခတိကနီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လတ်ရှုံမြို့ကို MNDAA ကတင်ပိုက်တဲ့အချိန်အချက်ပတ်စစ်ကောင်စီရဲ့ရမကတိုင်းစစ်ဌာနချုပ်ကနေလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တေဆုံပျောက်ဆုံးရရှိစစ်တီတွေရဲ့ဇနီးနဲ့မိသားစုတွေအားလုံးကိုစစ်ကောင်စီကခံစားပွင့်နဲ့လစာပြီးမပေးတော့ဘဲရပ်ဆိုင်ထားတယ်ဆိုပါတယ် ကင်ဘီနဲ့ကော့ကရိတ်မြို့နယ်ကကြုံတုံးမြို့နော့ချန်ကုန်းကျေးရွာအနီးဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင့် KNLP ရဲ့ပူပေါင်းတပ်တွေကတက်ခိုက်ချင်းမှုရမှာစေကောင်စီရဲ့ခမာရ၄၃နှစ်ကဒုတရင်မှုဗိုလ်မှုစိုးမင်းထက်ဆိုးသူအပါဝင်စစ်သားအယောက်30ဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြပြီအဲ့ဒီစစ်သားမသာလောင်းပြပါရရှိထားသလိုစစ်တပ်စစ်ကြောင်းတကြောင်းလုံးနဲ့ဖယိုဖယက်နဲ့နောက်ပြတ်ဆုတ်ပြေးသွားကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ လရှိမျိုးကို MDAA ကတင်ပိုက်တဲ့အချိန်ဂျက်ဖတ်စကောင်စီရဲ့ရမခတိုက်စစ်ဌာနချုပ်ကနေလက်နက်ချအညံခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တေဆုံးပျောက်ဆုံးအရာရှိစစ်သည်တွေရဲ့ဇနီးနဲ့မိသားစုတွေအားလုံးကိုစစ်ကောင်စီကခံစား권နဲ့လစာတွေမပေးတော့ပဲရဆိုင်ထားတယ်လို့လာရှိုးဖြစ်စင်မှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချက်ကြီးတဦးရဲ့ဇနီးကပြောပါတယ်။အဲ့ဒီလာရှိုးရမခကနေ MDAA တင်ပိုက်ပြီးတဲ့နောက်လွတ်မြောက်လာခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြံရည်သူမိသားစုတွေနဲ့ဇနီးတွေဟာ မိုင်းရဲနဲ့တရံပတ်တွေမှာအခြေစိုက်ထားတဲ့စစ်တပ်တရင်တွင်နဲ့ရရှိတွေစီဆက်သွယ်တည်င်းပေးပို့ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီနောက်လာရှုဖြစ်စင်မှာတည်ဆုံတဲ့ပျောက်ဆုံးအပြင်လက်နက်ချခဲ့ကြတဲ့စစ်ကောင်စီတပ်သားရရှိစစ်တီတွေရဲ့ကြံ့ရည်သူမိသားစုတွေကိုစစ်ကောင်စီကခန်းစားကွင်းနဲ့လစာတဝက်ထုတ်ပေးခဲ့ပြီးမြဲအခုကမှတော့လစာနဲ့ခန်းစားကွင်းတွေကိုလုံးဝမပေးတော့ဘဲရက်ဆိုင်ခံလိုက်ရပြီဖြစ်တယ်လို့တရင်ဘက်ကပြောတာတော့အထက်ကရက်ဆိုင်လိုက်တာဖြစ်တယ်လို့ပဲပြန်ပြောတယ်လို့လာရှုဖြစ်စင်မှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတဦးရဲ့ဇနီးဖြစ်သူကရှင်းပြထားပါတယ်ဒါပြင် အဲဒီလာရှုပ်ဖြစ်စဉ်မှာတည်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြံရစ်သူမိသားစုဝင်တွေကိုလည်းစစ်ကောင်စီကပေးရမယ့်အသက်အာမခံကြေးအပါအဝင်မြည်သည့်အခွင့်ရေးကိုမှမပေးသလိုစစ်ကောင်စီဟာလုံးဝကတိမတီးဘူးဆိုပြီးတော့ပါကြံရစ်သူစစ်တပ်မိသားစုဝင်တွေကပြောထားကြပါသေးတယ်ခင်ဗျာ တဖက်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းမှာတင်းနယ်လေးတိမ့်ပိုက်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကနေထွက်ပြေးလာကြတဲ့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီကပြန်လဲစူးစီးခေါ်ယူနေပြန်ပြီးယာယီရုံတွေမှာရန်ရဲကိုဆက်လက်လေပတ်ခိုင်းနေတယ်လို့တိမ့်ပိုက်ခံထားရတဲ့မြို့နယ်တွေကိုအချိန်မြွေပြန်ဝင်အုပ်ချုပ်နိုင်အောင်အသင့်ပြန်ခိုင်းထားပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။တဖက်မှာတော့တရုတ်နိုင်ငံရဲ့အကြောင်းဝင်စစ်ဖက်မှုကြောင့်ဧပြီလအတွင်းတရုတ်နိုင်ငံကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ TNL အကြား ဆွေးနွေးပွဲမှာ TNL သိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပြီးမြဲ TNL ဘက်ကညှင်းဆိုလိုက်တဲ့အတွက်ဆွေးနွေးမှုမအောင်မြင်ခဲ့ပြီးမြဲစစ်ကောင်စီကတော့သူတို့လက်လွတ်ထားရတဲ့ TNL သိမ့်ပိုက်ထားရမြို့နယ်တွေကိုပြန်လည်ဝင်ရောက်အုပ်ချုပ်လို့ရအောင်ကြိုတင်ပြင်ဆင်ထားဖို့ညွှန်ကြားနေပြန်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့ TNL သိမ့်ပိုက်ထားတဲ့မြို့နယ်တွေကနေထွက်ပြေးတိမ်းရှောင်လာရတဲ့စစ်ကောင်စီဘက်ကအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီကတည်င်းပေးဖို့ခိုင်းနေတယ်လို့ယာယီရုံးနေမှာပုံမှန်အတိုင်းရုံးပြန်တက်ဖို့ကိုပါညွှန်ကြားနေပြီး တချို့ဝန်ထမ်းတွေလည်းပြန်မလာတဲ့အတွက်အခုမေလာတဲမှာသူတို့ဖွင့်ထားတဲ့ယာယီရုံးတွေစီပြန်လာရုံးတက်ကြဖို့စစ်ကောင်စီကထတ်ခေါ်နေပြန်တာဖြစ်တဲ့အပြင်သူတို့ဘက်ကဒီအနယ်လေးတိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်ရတဲ့အခါအစင်သင့်ဝင်ရောက်အုပ်ချုပ်နိုင်အောင်စီမံထားတာဖြစ်တဲ့ဆိုပြီးတော့ကိုပြောထားသေးတယ်လို့နေပြီးတော့စစ်ပတ်တရင်အရေးမြင့်ကပြောထားပါတယ်တစ်ဖက်မှာတော့ဒီအနယ်လေးဘက်ကသူတို့တိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်မပေးနိုင်ဘူးလို့တရားဝင်ပြောထားပေမဲ့စစ်ကောင်စီကတော့တရုတ်ရဲ့ဂျာဝင်ဆွတ်ဖက်မှုကြောင့်လာရှိုးမြို့ပေါ်ရက်ွက်12ခုကိုပြန်ရသွားတယ်လို့ TNLC ကနေလည်းပြန်ရမယ်လို့တွတ်ထားပုံရပြီးသူတို့လက်လွတ်ထားရတဲ့မြို့နယ်တွေကအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေကိုယာယီယုံတွေမှာပြန်လဲလေပတ်ခိုင်းနေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ကင်းပြင်းကော့ကရိတ်မြို့နယ်ကကြုံတိုးမြို့နွားချံကုန်းကျေးရွာအနီးဝင်ရောက်လာတဲ့အကြပ်ဖက်စကောင်စီတပ်စစ်ကြောင်းကို KNLPDF ပူပေါင်းတပ်တွေကတတ်ခိုက်ချင်းမိုးရမှာစစ်ကောင်စီရဲ့ခမရ၄နှစ်ကဒုတက်ရင်မှုဗိုလ်မှူးစိုးမင်းထက်ဆိုသူအပါဝင်စစ်သားအယောက်30ဝန်းကျင်ကတော့အတိအသင့်တိတ်ကုန်ကြပြီအဲ့ဒီစစ်သားမသာအလောင်းတွေပါရရှိထားသလိုစစ်တပ်စစ်ကြောင်းတကြောင်းလုံးလဲဖယိုဖယဲနဲ့နောက်ပြန်ဆုတ်ပြေးသွားကြတယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တပ်ဖွဲ့ကနေတရင်ထုတ်ပြန်ထားပါတယ် ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေအဲ့ဒီတိုက်ပွဲတွေအတွင်းအတုံးအယုံတည်နေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါအလောင်းတွေကိုလည်းတွေ့ရပါတယ်ဖြစ်စဉ်ကတော့ဧပြီလ30ရက်နေ့ကစပြီးကော့ဂရိတ်မြို့နယ်ကကြုံတူးမြို့နွားချံကုန်းကြေးရွာနီးဝင်ရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို GNLPD ပူပေါင်းတပ်တွေကတောက်လျှောက်လိုက်လံတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီရဲ့ခမာရ၄၃နှစ်ကတုတ္တရင်မှုဗိုလ်မှုစိုးမင့်ထက်ဆိုသူအပါဝင်စစ်သားအယောက်၃၀ဝန်းကျင်ကတော့အတိအသေးတိတ်ကုန်ကြပြီ အဲ့ဒီစစ်သားမပါအလောင်းတွေပါရရှိထားသလိုနောက်ထပ်ဒဏ်ရာရတဲ့စစ်သားတွေလည်းတော်တော်ကိုများသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးဟာဖယိုဖယဲနဲ့နောက်ပြန်ဆုတ်ပြေးသွားကြတယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တပ်ဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတပ်ဖွဲ့တွေအတွင်အတုံးယုံသိနေကြတဲ့စစ်ကောင်စီတပ်သားမပါအလောင်းပုံအပြည့်စုံကိုတော့ရန်ကုန်ခေတ္တရဲ့ Telegram မှာပွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။တစ်ဖက်မှာလေစကိုင်းမြို့နယ်ကန့်တလူကျေးရွာအနီးမှာ စက်ကြီးကောက်ဖို့လာတဲ့စစ်ကောင်စီတပ်သားနဲ့ပြစောတိ၄ဦးပါအင်စီကာကိုတော်လိုင်းပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သား၃ကတော့ကားပေါ်မှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီကျန်တဲ့တဦးကထွက်ပြေးသွားတယ်လို့ Jesus P PD တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ကပဲစကိုင်းမြို့နယ်ကန့်တလူကျေးရွာအနီးမှာစက်ကြီးကောက်ဖို့ရောက်လာတဲ့စစ်ကောင်စီတပ်သားနဲ့ပြစောတိစုစုပေါင်း၄ဦးပါအင်စီကာကို ေါ်လန်ကြီးပပုံးတက်တွေကသတင်းအတိအကျရတဲ့အတွက်အသင့်ဆောက်ပြီးတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတွေစီးလာတဲ့ကားဟာလမ်းဘေးမှာထိုးရက်သွားပြီးကားပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်သား၃ဦးကတော့အပြန်အလှန်ပြစ်ခတ်မှုတွေကြားမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြသလိုကျန်တဲ့တဦးကတော့ထွက်ပြေးသွားပြီးအဲ့ဒီစစ်ကောင်စီဝင်တွေရဲ့ကားကိုတော့တော်တော်ကြာမှတက်မှပုံသုံးတက်ကနေလာတယ်သွားကြတယ်လို့ကြီးစက်ပြီး PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျ။တပ်ဖွဲ့မှာတော့ ရန်ကုန်တိုင်းကုန်မြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုရေးစစ်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ဆိုသူဟာသူ့ကိုသူကြိုးစွဲချတတ်သိပြီးအဆုံးစီရင်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုမေလာအတွင်းဖွင့်လင်းမဲ့စစ်မှုရေးအပစင်73အတွက်ဆိုပြီးရန်ကုန်မြို့တကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်ရှိရက်ကွက်ဗဒုံမာလက်အမှတ်၄နှစ်၄ခါခွေးမှာနေတဲ့မောင်ကျော်ကိုကိုခန့်ဆိုသူလူငယ်ကိုစစ်ကောင်စီလက်အောက်ခံအမှတ်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးလှသိမ့်ရာအိမ်မှုဝင်းမြင့်ဆိုသူတို့အဖွဲ့တွေက မေလ၄ရက်နေ့မှာစင့်ခေါ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုစစ်မှုထမ်းဖို့စင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ဆိုသူလူငယ်ဟာမေလ၅ရက်နေ့မှာပဲသူ့ကိုယ်သူကြိုးဆွဲချတတ်သိပြီးအဆုံးစီရင်သွားတယ်လို့သူ့ရဲ့နာယေကိုတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေဝေးတုတ်တံမှာတကြိုခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုစစ်ကောင်စီတပ်က MNA လေရင်လွှတ်ပြီးသွားပြန်ခေါ်ခဲ့ရတယ်လို့သိရပါတယ်။ဒါကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုမြန်မာနိုင်ငံပြန်ပို့လိုက်ပြီဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံဂျိုင်းဝင်ကြီးကသတင်းထုတ်ပြန်ထားပါသေးတယ်။အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးဟာ ရခိုင်ပြည်နယ်ကတိုက်ပွဲတွေတဲကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခုနှစ်ဇန်နဝါရီလကပဲထပ်မံထွက်ပြေးလာတဲ့သူတွေဖြစ်ပြီးသူတို့ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကထိမ့်သိမ်းထားရကနေအခုမေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်ကောင်စီက MNA လေရင်လွှတ်ပြီးတောပြန်ခေါ်ခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ